လွယ်ပိုးရင်ကိုအထားတဲ့အလူရှင်တွေပတ်စံနေရှိတယ်လွယ်ပိုးရင်ကအပတ်စံနေယူလိုက်တယ်ယူပြီးလို့ရှိရင်သူ့ကိုယ်တော်မှာရှိတဲ့အဝတ်အစားတွေကိုသူကပြန်ပြီးတော့ဝယ်လိုက်တယ်အဲအဝတ်အစားတွေကလည်းကိုယ်တော်ရှင်းမဲ့အဝတ်အစားတွေဘာဖြစ်လို့လဲဆိုတော့အဲအဝတ်အစားတွေကတိတ်အောင်တဲ့အဝတ်အစားတွေကျစီရတန်လားဒီမဆိုးစီရတန်လားတစ်သေးကိုစီရတစ်သေးစီရကဲသူတို့စီဝါရီစံတာပဲသူတို့မှာစားတဲ့အရာမရှိပါဘူးလို့ဆိုတဲ့ကအမှန်ဆိုသူတို့ပြင်ပြရမှာမဟုတ်လား အလုံးဝင်းမင်္ဂလာပါရှင်ဇလီရဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရှင်အခုဇလီတင်ဆက်ပေးမယ့် video လေးကတော့ဒီຫນွေဘိုးအိမ်မိသားစုကနော်ဒီအထယ်တွေကို သူကနော်တထောင်တရာနဲ့ဒါရောင်းနေတာနော်ရောင်းနေတဲ့အရာတွေကနော်ဒါတက်တက်သူကစီးပွားရေးလုပ်နေတာတယ်နော်မရှိစင်းရဲသားတွေစီကသူကကုတ်သွေးဆုံနေရလို့ဒါပြောရရှင်ဒီຫນွေဘိုးအိမ်အထယ်ဆိုင်ကဒီလိုမျိုးပရိဒါတွေကိုဘန်းပြပြီးတော့နော်နောက်ွယ်မှာသူတို့ကလှုပ်ရှားနေကြတယ်လို့လည်းပြောရရှင်ဒါကိုအကူတယောက်ကပြောပြပေးလာတာပဲဖြစ်ပါရှင်ဒီ view file လေးကိုလည်းအတူ ူနားထောင်ကြည့်လိုက်ကြရအောင်နော်။တရားတန်လား။ဒီမှာဆုံးတရားတန်လား။တစ်သေးတို့တရားတစ်သေးတရားကဲ။အော်လူတွေလူတွေနော်။တော်တော်စီးပွားရေးစံတာပဲ။သူတို့မှစားစရာတော့မရှိပါဘူးဆိုတော့ငါ။အမှန်ဆိုသူတို့ပြင်ကြီးပြရမှာမဟုတ်လား။ဟင်။တော်တော်နော်။တစ်ခေပြနောက်ကြနေမသိလား။တစ်ခေပြနောက်ကြနေမလား။တော်တော်စီးပွားရေးစံတာပဲ။အစားတော့နေဘိုးကြီးကတော့အခုကြည့်မှန်းလား။အခုတော့ဇာတိတွေပြနေမလား။မရှိတဲ့သူပြပလိတ်တစ်ပတ်နဲ့ဟုတ်လား။ เนาะကျွန်တော်ရှမ်းသာနေဦးမယ်เนาะကြီးပွားနေဦးဝေဖို့အိမ်ကအင်ဂျီတထဲကိုတရားပစုတ်တထဲကိုတရားနဲ့ဘာကြောင့်ရောင်းလဲဆိုတော့ကျွန်တော်ရှင်းပြမယ်ဝေဖို့အိမ်ကိုအထားတဲ့အလူရှင်တွေပတ်စံတွေရှိတယ်ဝေဖို့အိမ်ကအပတ်စံတွေယူလိုက်တယ်ယူပြီးလို့ရှိရင်သူ့ဘိုးတော်မှာရှိတဲ့အဝတ်အစားတွေကိုသူကပြန်ပြီးတော့ဝယ်လိုက်တယ်အဲအဝတ်အစားတွေကလည်းဘိုးတော်ရှင်းမဲ့အဝတ်အစားတွေဘာဖြစ်လို့လဲဆိုတော့အဲအဝတ်အစားတွေကတယောက်တည်းအဝတ်အစားတွေဥပမာရင်းနဲ့ဆက်လာဝယ်ပြီးလို့ရှိရင်ဆွေးမယ်ပြေးမယ်ပေါ့ဗျအဲ့တော့အဲ့ဝက်ဆာတွေကပြန်ဝယ်ပြီးတော့အင်းတထဲတရားပစုတ်တထဲတရားလည်းပြန်ရအောင်လား သူ့အဝါစာသူ့ဟာသူလို့ရှိရင်ဘယ်သူမှမရအောင်အဆုံးခံပြီးတော့အိမ်တစ်ထည်တရားပစုတစ်ထည်တရားနဲ့နော်အဲ့ဒါကိုခင်ဗျားတို့နားလည်အောင်တပတ်ပေါင်းကျွန်တော်ရှင်းပြတာမယုံမှုဆိုခင်ဗျားတို့ဝေဖို့မှုသွားမိလိုက်ဟုတ်လားမဟုတ်ဘူးလားဆိုတာနော်ဒီအခုကနော်တသက်နမေကြီးခြင်းလို့သူကအတန်းရှင်းရှာနေရရှင့် အရင်တုန်းကလည်းဒီအကူရေခဲចောင်းတဲ့ကိုနော်ရေခဲတုတ်တွေကိုလူနေတာကိုဒါဗန်းပြရတယ်ဆိုပြီးတော့ပြောတယ်ရှင့်ဒီလူမျိုးတရားရန်နေရာရန်လေးတွေကိုနော်သူလဲလူနိုင်တယ်ဆိုပြီးတော့နော်ဒီအကူကိုလည်းသူတတ်တတ်ပလိန်သေးရဲ့ရှင့်အခုတခါထပ်ပြီးတော့နော်နွယ်ဘူးအိမ်ကိုလည်းသူထပ်ပြီးတော့ပလိန်ပြန်ပြီရှင့်ယူကလီးယားကြည့်တော့တနာကမာလီနဲ့နော်သူများမကောင်းကြောင်းကိုတော်တော်လေးကိုပြောတယ်ရှင့်နောက်ထပ်ဗီဒီယိုဖိုင်မှာဆိုလို့ရှင့်လည်းဒီအကူတယောက်ကနော်ဒီနွယ်ဘူးအိမ်ရဲ့အကြောင်းကိုထပ်ပြီးတော့ပြောလာသေးရဲ့ရှင့်ဆက်ပြီးတော့အတူတူနားထောင်ကြည့်လိုက်ကြရအောင်နော်ဟုတ်နေပါဗျာနော်ကောင်းလေးတယောက်ကအတင်းထက်တာတွေ့တယ်နွယ်ဘူးအိမ်ကပေါ့ဗျာနော် ့ brighter လှူထားတဲ့ပတ်စံလေးနဲ့ပေါ့ဗျာเนาะအဝိစားတွေကိုဝဲပြီးတော့တထဲဟိုတထောင်းနဲ့ပေါ့ဗျာเนาะပြန်ပြီးတော့ရောင်းချပေးတယ်ပေါ့အရှုံးခံပြီးတော့ passive wire သမားမမရောင်းပေါ့ဗျာเนาะသူပြောချင်တာညီလေးအတွေးလေးကနည်းနည်းမှားတယ်ပေါ့เนาะနွယ်ပိုးအိမ်ရဲ့เนาะပြောရမယ်ဆိုဥနောင်မျိုး passive wire သမားမမရှိသေးဘူးကိုပြောပြနော်ပိုးရင်က brighter ပတ်စံကိုလောက်ထားမှာဒီလေးကိုကိုတခုပြောပြမယ်ဥပေါ်ကပေါ်ပင်နေပေါ့ ဟိုဆယ်လီလေးတွေပေါ်လာပြီအဲအခုဆယ်လီလေးဘလူတွေနာမည်ကြီးလာပြီဆိုတာနဲ့ကြွန်ကြာတွေခေါ်ရကြတယ်ဥပမာကွာဖြူဖြူထွေးကိုကြွန်ကြာခေါ်ရိုက်မယ်အ ਨੇ ဆုံးသိမ့်တရားပေးရဒါပေမဲ့ကိုယ့်ရဲ့ product ကဖြူဖြူထွေးရဲ့အပေါ်မှာမိခိုးပြီးတော့ရောင်းအောင်ပါလေကိုနာမည်ကြီးမှာမဟုတ်ဖြူဖြူထွေးနာမည်ကြီးတော့အဲအဲ့ဒီလိုပဲခုနွယ်ဘိုးအိမ်ကသူ့လုပ်လိုက်တဲ့အဲ့ဒီကွာဘာကြီးလဲသူ့သိမ့်တရားမပေးဘူးကွာကိုကဘိုးသိမ့်တရားဘိုးပစ္စည်းဝယ်ပြီးတော့ခုလိုဝေလိုက်မယ်ဆိုရင်နွယ်ဘိုးအိမ်ကသူ့ပေါက်သွားတာဟော့ ဓိကနွယ်ပူးအင်ရဲ့လောက်ွက်တရားအဲ့ဒါအပကြီးလေးရဲ့နော်။တမျောက်ကိုကြောညာမခေါ်ဘူး။အဲ့ဒီခေါ်မဲ့ပက်ဆံကိုသူကနေပြီးတော့ကိုယ်ကနေသူပြီးတော့ကြောညာလိုက်တာ။ဒါပဲ။ဒီလေအရှုံးခံပြီးရောင်းတာလည်းမဟုတ်ဘူး။နော်ပြောရမယ်ဆိုတမျောက်ကိုပေးရမယ်ကြောညာကကိုပြောရမယ်ဆိုကုလိုလာရောက်ပြီးတော့ဝယ်တဲ့သူအပိတဲ့သူပေါ့။ပြန်ပြီးတော့ပေးလိုက်တဲ့ပေါ့။ရှင်းရှင်းပြောဆိုအလကားပေးတော့ရတယ်ကွာ။ဒါမဲ့သူကအလကားမပေးဘူးဆိုတော့တမင်တကာရောင်းနေလို့အမိခံလိုက်တာ။အဲ့ဒါပဲနော်ဒီလေ။ ပရိုက်တာသမားတွေကိုဖြစ်တိုင်းချမ်းသာတာမဟုတ်ဘူးဒီလေပရိုက်တာလုပ်နေသူအများကြီးသူကိုယ်စုကံအကျိုးပေးနေเนาะအကြောင်းခံတရားတွေကြောင့်သူတို့ချမ်းသာကြတာပေါ့เนาะပရိုက်တာသမားတယောက်ဖြစ်ဖို့ဆိုတာလည်းမလွယ်ဘူးလေချမ်းသာတဲ့လူတိုင်းလည်းပရိုက်တာမလုပ်နိုင်ဘူးစင်းရဲတဲ့လူတိုင်းလည်းပရိုက်တာမလုပ်နိုင်ဘူးဝါသနာပါတိုင်းလည်းမလုပ်နိုင်ဘူးเนาะသူ့ရဲ့ဒီနေ့ဒီချိန်ဒီခါမှာသူကတမယအကျိုးတည်ဖို့ရမယ်ဆိုတဲ့เนาะအကျိုးကြောင့်အကြောင်းဖြစ်လာတာညီလေးเนาะအဲကြောင့်မို့တမယကိုတိုက်ခိုက်တယ်ဆိုရင်အချင်းမြစ်ကိုကြည့်ပြီးတော့တိုက်ခိုက်ကြတယ် ်အားလုံးပြောကျင်တာပါနော်ပရိုက်တာဓမ္မတွေတိုက်ခိုက်တဲ့သူတွေအထိုင်သာကိုကြီးတို့ပရိုက်တာလုပ်ပြီးလူခံပြီးကမှជីវချမ်းသာတာလို့ကိုထုံးမင်းတို့ជីវချမ်းသာလာတာတို့နော်အဘသူတွေជីវတိုးတက်ချမ်းသာလာတာအရင်တော့ကဘလို့အခြေအနေလည်းခုဘလို့ရှင်းတယ်မဆိုင်ဘူးဒီနေ့ဒီချိန်ဒီခါမှာဒီလိုဖြစ်ရမယ်ဆိုတဲ့ကံသူတို့မှာပွာလာပြီးတာသူ့ကိုအားကြပြီးတော့ပရိုက်တာကိုထအလုပ်ကြည့်ပါဒီကခါမှာသူတို့ကိုအားကြပြီးတော့ပတ်စံရှိတဲ့လူတွေလှူပေးကြည့်ပါလား။နော်။အဲသူ့ကိုအားကြပြီးတော့ အလုတ်အကင်မရှိတဲ့တရားကို130တိပထိုက်တာအလုတ်ကိုလိုက်လုံကြည့်ပါလားအဆင်ပြေမလားလို့မဆိုင်မဟုတ်ဗျာနော်ကိုတိုက်ခိုက်တယ်ဆိုတာကလည်းဗျာအရင်ကြီးမတိုက်ခိုက်ကြပါနဲ့ပေါ့ဗျာနော်အော်ပရိုက်တာသမားတွေစီးပွားချမ်းသာလာတာတို့ကိုယ်တော်ဘိုးရင်တို့ချမ်းသာလာတာတို့တော့ကိုယ်အင်ရဲ့လောက်ကောကအဲ့ဒါပဲစီးပွားရေးသမားမှမလုပ်တဲ့အလုပ်ကိုသူလုပ်တယ်နော်ဖြူထုတ်ခေါ်ရတဲ့တင်တရာခေါ်မှာဗျာကိုယ်ဆိုင်မှာတင်တရာလုပ်ပလိုက်မယ်လေဘာဖြစ်လဲကုသိုလ်လေးရဝင်းလဲဝါလေ အဲ့ဒါပါလို့တော့ဘိုးဝင်ကလည်းအထင်မလွှဲကြပါနဲ့ပြောကြကျွန်တော်လည်းတော့ဘာမှမဆိုင်ပါဗျာနော် ဟုတ်တယ်နော်ဒီအကိုပြောတာမှန်နေရှင်ဒီဖြူဖြူထွေးကိုခေါ်ရရင်တင်းတရာကုန်မဲစာနော်သူ product ကိုသူများတည်အောင်လို့လဲသူကပြောပြီးတယ်သူရဲ့ဆိုင်လဲနာမည်ကြီးမယ်နော်သူလဲနာမည်ရမယ်လीနော်နောက်ပိုင်းဆိုလို့ရှိရင်ဘဲမမသွားပဲနဲ့နော်သူဆိုင်ကိုပဲလာပြီးတော့ဝယ်ကြမှာရှင်နောက်ထပ် view file မှာဆိုလို့ရှိရင်နော်ဒီ online ပေါ်ကနေပြီးတော့နော်အထည်ဒီမာတဲ့သူတွေနော်လုံးဝကိုတည်ထားရမယ်ရှင်ဒီအမဆိုလို့ရှိရင်နော်ဂျင်းအကြီးစားယူမိသွားရှင်ဒီ view file လေးကိုလဲအတူတူကြီးကြီးလိုက်ကြရအောင်နော် ကဲမန္တလေးရရှင်တို့တစ်တော့ပေါ်မှာပြောပြီးရောင်းဟတာတမျိုးဒီအပြင်မှာတမျိုးတော့ပို့လာတဲ့ပစ္စည်းတမျိုးတော့အခုကျမညှိတယ်နော်ရုံသွားပြီးတော့ညှိတယ်ရှင်တို့ဖက်ကလက်မခံဘူးနော်ရတဲ့ကိစ္စဘာမှမဖြစ်ဘူးဒီမှာရှင်တို့ပို့လာပေးရအထယ်တွေမြင်ဖူးတည်ရှိအောင်မြင်ပေးလိုက်တာဒီမှာအနဲ့ရောင်ပို့လာပေးတာဒီမှာဒီလောက်မွဲချောင်းနေတဲ့ဟာရုပ်ဒီမှာဒါအနဲ့ရောင်နော်ဒါအနဲ့ရောင်ဒီလောက်မွဲချောင်းနေတဲ့အရောင်ဘယ်သူကယူမအောင်ပြောကြည့်ပါအောင် ရှင်တို့တွေရှင်တို့တွေသူများနာပစ္စံ၄000နဲ့၄000 လိမ်ပြီးမှချစ်လိမ်ပြီးမှရှင်တို့အဲ့လိုရှာစားဟားတဲ့ဟာသူများနဲ့လိမ်ပြီးမှစားရတာလားရှင်တို့တွေနော်ဒီမှာကြည့်ကျမတို့ကျမအတွက်တော့၄တောင်းနဲ့၄တောင်းပါမဖြူဒါပေမဲ့ကျမအလူလောက်ခကြရင်ရှင်တို့ရဲ့ TikTok account ဟိုရိုက်ပြီးတော့ကျမတို့ရေစဲချမှာတိလား ဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူး AC ရဲ့၄တောင်ပတ်စံ၄တောင်လေးထောင်啊အခုခေတ်啊အဲ့ပတ်စံ၄တောင်လေးထောင်နဲ့လည်းဘာမှလုံးလို့မရပြတော့ရှင်တို့က expose ဆို expose ကိုရှင်တို့နိုင်ငံ၆ဒီပုံစံနဲ့ပို့ကြမယ်ပေါ့ဟဲရှင်ပြစမ်းမအောင်ဒီမှာနားမလဲလို့ဒီပုံစံနဲ့ပို့ကြမယ်ပေါ့ဒီပုံစံနဲ့နေရောအနာစာရီတော့ပါသေးတယ်เนาะအနာစာရီတော့ပါသေး లై မောကနေအထယ်မှားလိုက်တာရောက်လာတဲ့အထယ်ကိုလည်းကြည့်ပါအောင်၃တောင်ခွဲပေးရတယ် delivery ကြီးကဘယ်လောက်လဲဆိုတော့ delivery ကြီးက၄တောင်ဆိုတော့အလုံးပေါင်း၃,၉တောင်ရှင်းလိုက်ရတယ်သိလားเนาะ 3900လိုင်းမော်ကနေပြီးတော့မှားလိုက်တာကျဲရောက်လာတဲ့အထည်လေးကြည့်ပါအောင်လိုင်းမော်မှာပြထားတာတပုံထည့်ပေးလိုက်တာတပုံကြည့်ပါအောင်လှုပ်ရက်လိုက်တာလူတွေလူတွေပတ်စံလေး3000ကျင်းနဲ့လိန်ရက်တာကျဲကြည့်ပါအောင်ရှင်ဘယ်ဟာခေါင်းလဲဘယ်ဟာဖင်လိုင်းအောင်မသိပါဘူးဘလို့ဝတ်ရဒီလိုဝတ်ရမှာလားဘလို့ဘလို့ဝတ်ရမှာလဲကြည့်အောင်အသားကိုလည်းကြည့်အောင်ရှင်အယူးမတော့ဒီလိုအင်ကြီးမျိုးမဝတ်တော့ဘူးเนาะကျဲမှတ်ရိုင်းလာကျဲထဲထဲမှာ ခြုံရိုးချုပ်သားလေးကိုလည်းကြည့်အောင်ချုံချုံဖြစ်ကလက်စားချုပ်ပေးတာじゃんတကယ်ကိုဖြစ်ကလက်စားမှာဖြစ်ကလက်စားကြီးချုပ်ပေးလိုက်တာじゃんနောက်တော့ပြထားတဲ့ပုံကလည်းအဲ့ဒီပုံမဟုတ်ဘူး။ तू ကဒီလိုအိတ်နဲ့လေဒီလိုအိတ်နဲ့ထည့်ပေးလိုက်တဲ့အခါကျတော့ကိုကလည်းသူ့ကိုယုံကြည်တာပေါ့နော်။ယုံကြည်ပြီးတော့ဟိုကမလုပ်တော့ဘူးပေါ့။ဖောင်းမစင်းမိတော့ဘူးပေါ့နော်။ကိုကိုလည်းအထည့်ရောင်းတာပဲလေ။ဒီစပတ်နေဆိုလည်းဒါကိုရောင်းတဲ့စပတ်နေလေ။ကိုအထည့်တွေများကျတော့ရောက်လာတဲ့ဝယ်သူတွေကိုဟိုစိတ်ကျဉ်နေစီရမယ်။ကိုတွေဟိုလုံးမလဲ လိန်ရလို့ထင်မှာတော့အရန်ကြောက်တယ်ကွာဒီလားဟဲ့ငါ့ကိုလူလိန်လို့ထင်မှာလားငါ့ကိုလိန်မလားလို့ထင်အဲ့လိုမျိုးအရန်ကြောက်တာကိုရီစိတ်ကြတော့သူတို့ကြတော့ကျန်ယုံကြည်ပြီးတော့ဝယ်တာအိမ်ရောက်ငွေချေမဟုတ်ဘူးနော်ငွေချိုရှင်းနဲ့ဝယ်လိုက်တာငွေချိုရှင်းနဲ့ကိုကျန်ရောက်ချလာတဲ့အထည်ကိုလက်ကြည့်အောင်ကြည့်ပါအောင်ရှင်ဘလို့ဝတ်မရောလို့ဘလို့ဝတ်မှာရော ုံးရလိုက်တာပတ်စံလေး3000ကျွန်းနဲ့ရှင်ဘာလို့လို့ရမှာတော့3000ကျွန်း तू လူဘယ်နှယောက်လိမ်မလဲ10ယောက်လိမ်မလားအယောက်100လိမ်မလား10ယောက်လိမ်ရင်3သိန်းကျွန်းအယောက်100လိမ်ရင်35သိန်းဘဝကြီးလည်းပြောင်းသွားတာမဟုတ်ပဲနဲ့နောက်ဘဝမှာဒါဒီငရဲကြအောင်ပါလေနောက်ဘဝမှာငရဲရအောင်မဟုတ်တယ်ဟုတ်အဲ့ဒါကိုဘာဖြစ်လို့ तू ဒီလိုလိမ်လာတော့ဝှက်လို့တော့မရဘူးကွယ်ကြည့်ပါအောင်3000ကျွန်းလေကျွန်မဝှက်လိုက်ဘသူမှမဝှက်ဘူးလက်နှီးစုပ်တောင်လုပ်လို့မရဘူးလက်နှီးစုပ်လုပ်လဲရေမစုပ်ဘူးလေ ရေမစုပ်ဘူးလက်နီးစုပ်ဆိုလို့ရေစုပ်ရမယ်ဟုတ်လားတုပ်လို့ရရင်တော့တော်သေးတယ်လက်နီးစုပ်တော့လို့လို့မရအောင်ရကျမတို့ချက်3000ကျော်ပေးရပါတယ်ရှင်အဲ့တော့လိန်သွားတဲ့ page လဲကျမချမ်းသာပါစေအများကြီးလိန်နိုင်ပါစေသူတို့ဘဝကြီးတိုးတက်သွားမယ်သူတို့ဘဝကြီးပြောင်းလဲသွားမှာဆိုတော့လေနော်နော်စဉ်းစားကြည့်ပါ3000ကျော်တဲ့အင်ဂျီ fashion တွေကမိမိုက်နေ အဲ့လိုလူတွေလည်းเนาะတရိတ်တခြားအရန်စိတ်ပြတ်ဖို့ကောင်းလာလဲမြန်မာပြည်မှာနေရတာမပျော်ရွှင်နေတော့ဘူးကွယ်ကဲလိုင်းဘောကနေမှာတဲ့တငယ်ချင်းတို့လည်းအထူးတတိထားကြเนาะပုံမှန်ပြထားတော့ချစ်စီရလေးเนาะအိမ်ရောက်လာတော့လည်းကြည်ုံเนาะနဂနာအိမ်ရောက်လို့လို့ပါလို့လို့နဲ့เนาะလက်နီးစုံလည်းလို့လို့မရပါလည်းမရနဲ့เนาะကျွန်မရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်တငယ်ချင်းတို့လည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘူးတူတက်ခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်အဆုံးထိလိုက်ပါကြည့်ရှုပြီးရတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ